ွှေမြောင်နဲ့ညောင်ရွှေမျိုးတွေမှာရေကြီးရေရမ်းမှုဖြစ်ပွားနေလို့ဒေသခံတချို့အရေးပေါ်ရွှေပြောင်းခဲ့ရ။မင်္ဂလာပါပရိသတ်ကြီးရှင်။ရှမ်းပြည်နယ်တောင်ပိုင်းရွှေမြောင်ညောင်ရွှေဘက်တွေမှာမနေ့ကဇွန်လ17ရက်နေ့ကစတင်ပြီးအခုလက်ရှိအချိန်အထိရေတက်နေလို့အနေပိုင်းတွေမှာရေဝင်နေကဒေသခံတချို့ရွှေပြောင်းနေရပြီဖြစ်ကြောင်းဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ရွှေညောင်တာရောချောင်းမှာလက်ရှိရေးကြီးနေတယ်ရေတက်လာလို့ရက်ွက်နေပြည်သူတို့ချို့ရွှေပြောင်းရတယ် မိုးကတော့အဆက်မပြတ်ရွာနေတုန်းပဲဖြာဟုဆိုကဒေသခံတယောက်ကပြောပါတယ်။ရွှေညောင်တရောချောင်းကရေဇက်တိုက်စီးနေတာရေတအားတိုးတယ်လို့ဆိုပါတယ်။ရွှေညောင်ညောင်ရွှေလန်းကိုရေရှမ်းတက်လာပြီးရေတက်နှုံအယမ်းမြန်နေလို့ညောင်ရွှေမျိုးနဲ့အင်းလေးတကြောသတိထားတဲ့လို့ဒေသခံတွေကပြောပြထားတာလည်းဖြစ်ပါတယ်။ညောင်ရွှေမျိုးပေါ်လန်းတွေရေကြော်နေပြီးဆက်လီတွေလည်းလာလို့မရဘူးရေစီးကတအားတန်နေလို့ လောလောဆယ်တော့ပြေးနေရပြီဟုဆိုကနောက်ထပ်ဒေသခံတဦးကပြောပါတယ်။မနေ့ကဂျွန်လ23ရက်နေ့ည10:00နာရီလောက်ကစပြီးတော့ရေတက်နှုံအရန်မြန်လာလို့အနှိမ်ပိုင်းမှာနေတဲ့သူတွေရွှေ့လို့ရသမျှရွှေ့နေကြရတယ်လို့လည်းဆိုပါတယ်။ အင်းလေးကံပပတ်လေကနေစီးဝင်လာမဲ့ရေတွေကြောင့်လာမဲ့၃ရက်အတွင်းရေ၃ဖေကနေ9ဖေအထိတက်နိုင်တယ်လို့ခန့်မှန်းရပြီးငလင်းကြောင့်အင်းလေးကံအောက်ခံမြေတုတွန့်ခေါက်ကအရင်ကားထက်ရေကြဆင်းမှုနှေးသွားပြီးလေယာဉ်စိုက်ခင်းတွေနစ်မြုပ်ပျက်စီးနိုင်ကြောင်းလည်းဒေသခံတွေထံမှသိရှိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ17ရက်17ရက်နဲ့23ရက်နေ့တွေမှာတောင်ကြီးဘက်နဲ့ကလောပင်လောင်ဟဲဟူးတွေဘက်မှလည်းမိုးကြီးရေရှမ်းသားတွေရှိခဲ့ပြီးတချို့သောနေရာတွေဘက်လဲတွေနစ်မြုပ်သားတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလတုန်းကလည်းအင်းလေးဒေတာမှရေရှမ်းတက်လာပြီးအိမ်ခေါမိုးတွေပေါ်တက်နေရတဲ့အထီးရှိခဲ့ကြောင်းဒေတာကန်တွေရဲ့ပြောပြချက်အရသိရှိရပါတယ်။